ဒီမှာ supply လေးလေးခုထည့်မယ်နော်။ဟောသူ့ရဲ့အတက်ကလေးပါတယ်ဗောဗျာ။အဲ့အတက်ကလေးမှာ supply လေးဒီမှာတက်တဲ့နေ။ supply လေးတက်။နော် supply လေးတက်။တက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီမှာတန်မြားကိုကျွန်တော်တန်မြားကိုလည်းတုပ်လို့ရဒီကိုလည်းတုပ်လို့ရနော်။နောက်ခုလုံးကျွန်တော်တုပ်လိုက်မယ်။တန်မြားလည်းအင်ဂျင်ဝိုင်းလေးတုပ်လိုက် တော့တော့ပြီးသွားပြီဆိုရင်ဒီမှာတော့ဒီအထစ်ရှိရနေရာနဲ့ဒီဒီဆပ်ပလင်လေးရှိရနေရာနဲ့ကွက်တီကြအောင်ထည့်နော်ဒီလိုထည့်ပြီးသွားပြီဆိုဘာလုပ်ရမလဲဒီလိုထည့်ပြီးသွားပြီဆိုရင်ဒီမှာကျွန်တော်တို့တန်များကုန်အမ်းရလေးကုတ်နော်ဒီမှာဖရီးသွားတစ်ဖက်ကိုဒီမှာချက်ချင်းချိန်တယ်တစ်ဖက်ကိုဒီမှာဖရီးသွားတယ်တစ်ဖက်ကိုချက်ချင်းချိန်တယ်နော်တစ်ဖက်ဖရီးတစ်ဖက်ချက်ချင်းအင်ဂျင်မှာပေါ့နော်အင်ဂျင်မှာတက်မယ်ဆိုတော့ ြအောင်ထည့်လိုက်နော်ဒီမှာဒီအထစ်လေးကြသွားပြီဆိုရင်ဟောပြောပါဒါကလစ်လေးတို့ဟိုလေးဒီမှာကျွန်တော်တို့ဒီမှာ၃ခုပါနော်၃ခုပါလာမှာဒီမှာပထမအဦးဆုံးဒီမှာဒီလက်ဒီအသွားလိုမျိုးဟိုပြန်ကုတ်တဲ့ဟာလေးတွေပါတယ်ဟာအောက်ဆုံးကနော်ကျွန်တော်ထည့်လိုက်မယ်နော်အောက်ဆုံးကဒီကောင်အောက်ဆုံးကကောင်အောက်ဆုံးကပြီးသွားပြီဆိုဒီမှာအောက်မှာဒီမှာနံပါတ်လေးပါတယ်နော်ဒီမှာ OUD အောက်ဆိုတဲ့ကောင်လေးဒီမှာ အပေါ်ထားမယ်နော်ဒီမှာဒီကောင်ဘက်ပြန်မထားဘူးနော်ပြီးတော့ဒီနှက်လေးကြက်လိုက်မယ်နော်ဒီနှက်ကြက်ပြီးသွားပြီဆိုရင်ဒီဘောကအဖုံးနေပါတယ်နော်နှက်လေးကြက်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီဘောမှာဖုံဖုံ free ball ထိုင်တာဖုံဖုံအခုမှ gasket လေးပါမယ်ပြီးတော့ဒီလိုနှက်လေးလုံးကြက်မယ်နော်ဒီဘက်ဘက်ကျွန်တော်ခဏထားလိုက်အောင်ဒီဘက်ဘက်ဘောလေးပါစီပြီးမှအဖုံဖုံမယ်ဆိုတော့ကျွန်တော်ကျန်နေပိုင်းအရင်လုံးလောက်နော်ကျွန်တော်ဒီဘက်ကစီးတွေလုံးလုံးမှာမလို့ဒီမှာ60 timing ချင်းကျွန်တော်တတ်မယ်နော်60 timing ချင်းတတ် user dimension data ဆိုင်မင်းဒီမှာအပြောက်ကလေးပါပဲဒီဒီဘက်နော်ဒီဘက်မှာမပါဘူးနော်တက်မယ်ဒီနားလေးမှာ gasket တစ်ချက်ပါမယ်နော်ဒီမှာကော်တုတ်စရာမလိုဘူးနော်ဒီဘက်မှာကော်တုတ်စရာမလိုကျွန်တော်ကတော့လုံးနေကြမလို့ကော်မလို့တော့ညီကိုတို့ရဲ့ဟာမျက်နှာပြင်နေပေါ်မှာကြည့်ပြီးတော့ကော်သုံးတင်လဲသုံးပါနော်ကျွန်တော်ကတော့ကော်မလို့တော့မသုံးတော့ spicy ကွင်းအပြော်လေးပါ။ဒါလေးကတော့ပေါ်လေးနဲ့ထင်းထင်းပေါ်လေးနဲ့ထင်းနေမယ်ထည့်ပြီးတော့ကျွန်တော်တို့ဒီမှာအဲ့ရအင်လို့ပါနော်။အင်ဆိုတာကကျွန်တော်တို့အပေါ်အပေါ်ပေါ့အင်လက်ပါ။စီစီပါပေါ့ဗျာနော်။ဒါကြကျွန်တော်အောက်မှာထားမယ်။ဒီမှာကြည့်ရင်လေဒီကောင်ကအင်လက်ဘက်ကကျဉ်းကျဉ်းလေးနော်။ဟိုပါပေါ့အောက်က A ဆိုတော့သူကအကျယ်ကြီးပဲနော်။ မတူဘူးနော်ဒီမှာအင်လက်ပါအပေါ်မှာဒီမှာ site ပါ50ပလက်50ဆိုပါနော်အဲကြောဒီမှာ rain wave နေကျွန်တော်တို့စီမယ်နော်အရင်းပါဘာကြရင်းမှာဒီမှာဒီမှာအချုံအချုံဖြစ်တဲ့ဘက်ပေါ့ဗျာနော်ဒီဒီဒီမှာအချုံမကြည့်လိုက်အချုံဖြစ်တဲ့ဘက်နော်ဒီအချုံဖြစ်တဲ့ဘက်အချုံဖြစ်တဲ့ဘက်ကိုကျွန်တော်ရှေ့ရထားမှာနော်ဒီလိုလေးရှေ့ရထားမှာဒီပုံစံပေါ့နော်ထားမှာနော်ထားယူပါပြီဆိုရင်ဟိုဒီမှာပေါ့ အင်ရှိရပါเนาะအင်ရှိရဒီမှာအတက်ပေါက်ရဘေးလေးကိုဒီမှာဒီရင်းတရင်းထားလိုက်မယ်เนาะနားလောက်ကြာမယ်เนาะဒီကောင်ကျတော့ဒီတက်တက်ထားလိုက်မယ်เนาะပြီးတော့ဒီမှာဒီရင်းနရင်းမှာဆိုရင်ဒီမှာဒီဘက်ကရင်းကအပါလေးတွေ့လားအယောင်မကြည့်နဲ့တော့ဒီမှာဒရင်းနရင်းမှာဒီရင်းကအပါလေးဘက်ကအနက်ကြီးကမိခံရင်းနဲ့အဲ့ကောင်အထူเนาะ မှဒီကောင်အပါဒီကောင်အထူနော်အထူကအလဲရင်းသူကစန့်ကျင်ဘက်ဖြစ်ဖို့ပဲတက်ရမှာနော်စန့်ကျင်ဘက်သူတို့နှစ်ခုမစုံရင်ပြီးရခုဗျာဒီကောင်ဒီဘက်ဒီဘက်မှာထားရဆိုရင်ဒီကောင်ဒီဘက်ဒီဘက်မှာထားအခုခုဒီမှာဒီဒီလိုမျိုးထည့်လိုက်လို့များနော်အခုစာတန်လေးပါတယ်ဗျဆိုရင်ဒီမှာဒီမှာအခုဒီမှာစာတန်လေးပလက်90ဆိုပါဗျအကောင်ရှိရထားယူတတ်မယ်နော်ဒီပုံစံလေးပုံစံလေးတက် စလစ်ကိုစီမတုံးနဲ့စလစ်ကိုစီပါလို့မတုံးနဲ့ပြောလဲဆိုတော့ဒီကိုစီတုံးလိုက်စနှုတ်ရခြင်းမိကိုလေးထွက်ထလိုက်ကတ်စတမာနဲ့ဆိုရင်မကောင်းဘူးဗျာကိုဘင်းကိုစင်းတော့ဘာဖြစ်ကျွန်တော်ဒီထဲကိုပဲစီထိုးထည့်လိုက်နော်ဒီထဲမှာပဲကျွန်တော်စီထည့်ထားပြီးတော့မှငါဖောင်းနှဖောင်းကကျွန်တော်ပါပြီးသားတော့ဒီဘက်ဒီမှာဒီမှာတက်တဲ့ဖောင်းနှဖောင်းပါပြီးသားဆိုတော့ကျွန်တော်ဒီမှာစွတ်ထည့်မယ်နော်